ရှေ့တော်ဟာဗာရဏသီပြည်ပြည်ရှင်မင်းကြီးဟာသူ့ရဲ့မင်းမိဖုရား မောင်မမိတ်တန်ပြိတ္တအခြေရနေတကွမင်းဥယျံကိုရေကစားဖို့ဆိုထတ်သွားတာအပျော်ပေါ့အပန်းဖြေပေါ့အဲ့လိုသွားရတဲ့အခါဘုရင်မိဖုရားကြီးကသူ့ရဲ့အခြေရနေတဲ့အတူရေကမှာဆင်းပြီးရေချိုးတော့မယ်ရေကစားတော့မယ်ဆိုတော့အမျိုးသမီးကြီးတူဦးကသူက မဝစ်စင်တာတဲ့အစင်တန်းစားတွေကိုချွတ်ပြီးတော့တခါတည်းအတ်ထားတယ်။အဲ့ဒီမှာဘာအဓိကပါဆိုတော့လယ်ဘင်းမှာ ဆွဲရတဲ့မဟာတာရလို့ခေါ်တဲ့လယ်ဆွဲတန်းစားအင်မတန်အဖိုးထိုက်တန်းတဲ့အဖိုးထိုက်တန်းတဲ့ဒါနဲ့အဲ့ဒီအမျိုးသမီးကြီးဟာအဲ့လိုပစ္စည်းတွေကိုလက်ခံထားပြီးတော့သူပေါ်တာပေါ့နော်ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းတွေကိုကိုယ်စီမအပ်ထားတာပေါ့ တခါတည်းဟိုသတိဝိရိယထားပြီးတော့နုံနိုးကြကြမဆောင်ရှောက်ဘဲနဲ့ပေါ့လာအိတ်ငိုက်နေတယ်သူဟာအိတ်ငိုက်ပြီးသူလည်းလန့်နိုးရောဟာပစ္စည်းတွေအကြမ်းမပြုတ်ကပြားကကြည့်တဲ့အခါကျတော့ဘာရော့နေသလဲဆိုတော့တကယ်တန်ဖိုးကြီးပစ္စည်းဖြစ်တဲ့မဟာသာရဒန်စာမရှိတော့အကြမ်းသူလည်းဘာလို့လို့ဘာကံမှမသိဘူးအမလေးဘဇရက်စီကအော်ထိုက်တဲ့တခိုးပါဗျောတခိုးတခိုးဆိုတော့ဟော အဲ့ဒါတခိုးဆိုတော့ဘာအလုတ်ရှုပ်သွားဆိုတော့အဲ့အဆောင်အရှောင်းတာဝန်ယူထားရတဲ့စစ်တပ်ကတခါတော့လိုက်ပြီးတော့တခိုးလိုက်ရှာတာတခိုးတယ်တခိုးတယ်တခိုးတယ်ဆိုလိုက်ရှာနော်သူ့နေရာနဲ့သူအလုတ်လုပ်သွားတာပေါ့အဲ့ဒါဘယ်သူခိုးလို့ခိုးမှလည်းမသိဘူးနော်သူပျောက်သွားတာပဲသိတာတခိုးလည်းသူမြင်လိုက်တာလည်းမဟုတ်ဘူးရမ်းပြီးတော့អော်တာအေးလောကမှာဒီနေ့ခေတ်အတော်ဝင်ကရရပါပဲနော်အเจ้าရင်ကဘယ်လိုလဲဘယ်သူကစပြီးတော့ဒီစကားကိုပြောတာလဲတကယ်ဟုတ်ရောဟုတ်ရဲ့လား မှန်ရောမှန်ရလားဆိုတာစူဇာလိလာမှုကအားနည်းသွားတယ်စကားရဲ့အရင်မြစ်ဖြစ်ပေါ်ရာနေရာဒါမျိုးတွေကိုတွေးတော်စဉ်းစားတဲ့အနေထားဖြစ်နိုင်ခြေကိုတွက်ဟိုစဉ်းစားတဲ့အနေထားအလေးထရတယ်နဲတယ်လို့ပြောရမှာပေါ့ညင်သမျှကြားသမျှတွေ့သမျှအကုန်ယုံတာဒီမှာလည်းကြီးဒီအမျိုးသမီးကြီးနော်သူ့လက်ထမှာပြောက်တာဆိုတော့သူ့လက်ထမှာပြောက်တော့သူ့တောင်းဖြစ်နေတာလေ အဲ့ဒါသူ့တောင်းဖြစ်နေလို့ဆိုတော့သူ့အန်တယ်ဖြစ်မှာဆိုတော့သခိုးပြောသခိုးသခိုးဆိုပြီးတော့စွပ်ပြီးတော့អော်ထဲလိုက်တာအဲ့ဒါအဲ့ဒါကောလာလာစကားအဲ့လိုစကားနော်လူတွေအိုးအိုးကြက်ကြက်တခါတည်းအန်အော်ဗနာဖြစ်ပြီးတော့တုံလို့ခြောက်ခြားသွားတခါတည်းဘယင်ရဲ့ဥယျာဉ်ကြီးတစ်ခုလုံးကိုစစ်တပ်ကပိုက်စိတ်တိုက်ပြီးတော့ရှာတယ်အဲအဲ့ဒါမရောမလဲနဲ့ဥယျာဉ်ထဲမှာလာပြီးတော့ထင်းချိုးသလားနတ်တင်းသလားဘာလားမသိဘူးလူတယောက်ကအဲ့ဒါရအောင် အဲ့ဒါအဲ့ဒီလူကတခါတော့စစ်သားတွေတော်တိုးတဲ့အတန်အော်တဲ့အတန်အော်တဲ့ဟက်တဲ့အတန်ကြားတော့သူကလန့်ပြီးတော့ပြေးတာအဲ့ဒါပြေးတာကိုရှာတဲ့စစ်သားတွေကတွေ့တဲ့အခါကျတော့ဟာဒီကောင်တခိုးပဲတခိုးပဲဆိုအတင်းလိုက်ပြီးတော့ဖမ်းဖမ်းတာဟာတခိုးမင်းဘာလို့ရှောက်ပြေးနေသလဲအခုမှခါရသူမြတ်ပြည့်စည်ယူပြေးရသလားဘာကြောင့်လဲရိုက်နှက်ပြီးတော့စစ်တော့ဟိုလူကရိုက်တော့အသားနာတော့ကြာရင်ငါတော့ဝန်မခံရင်ငါတော့ရိုက်တာနဲ့သေတော့မှာပဲဆိုပြီးသူကဝန်ခံလိုက်တယ်ဟုတ်ပါတယ်ကျုပ်တခိုးပါ ကင်ဒါဆိုလို့ရှိရင်မဟာတာရလဲဆွဲတစားပဲမလဲမဟာတာရလဲဆွဲတစားပဲမလဲဆိုတော့တခိုးက तू ကတော့မယောနိုင်ဘူးလေ तू လက်ထိုက်လည်းမရှိဘူးဆိုတော့ तू ကဘာပြောလိုက်တော့ဆိုတော့တထေးကိုပြေးလိုက်ပါတယ်တဲ့ကင်ဒုက္ခပဲ तू ယူဆတော့တထေးကပတ်စံချမ်းသာတယ်ဗောမရှိလဲဆိုတော့ဝယ်ပြီးတော့ပြေးလိုက်မယ်လို့တွက်ပုံရပါတယ် तू အပြစ်လွတ်အောင် तू လွှဲချတယ်အဲ့ဒါနော်တချို့ကကိုယ့်စီရောက်လာတဲ့ဒုက္ခကို तू များကိုဝေပြေးလိုက်တယ်တခါတည်းအဲ့ဒါနော်အဲ့ဒါ အဲ့ကျင်စစ်တတ်တယ်လို့ပဲအဲ့ရတဲ့ထေးဖမ်းရေကြီးပါတော့တထေးကလည်းပဲတခါတည်းသူကလည်းအော်ငါတယောက်တည်းဆိုလို့ရှိရင်တော့ဒီလောက်တန်ဖိုးကြီးတဲ့ပစ္စည်းရောရရင်လည်းရှိတဲ့စီစဉ်လေးတော့ကုံတော့မှာပဲယာရုအာနာလည်းရှိစီစဉ်လည်းရှိတဲ့ပရောဟိတ်ကြီးနဲ့ပေါင်းကြံမှာပဲဟာငါစင်မရှိပါဘူးငါပရောဟိတ်ပေးလိုက်ပြီဒါနဲ့ပရောဟိတ်ကြီးဖမ်းတခါပရောဟိတ်ကလည်းပဲอืม ငါတို့ကြီးဆိုရင်တော့ပြင်းစရာတည်ကောင်းနေတော့မှာပဲထောင်တဲ့အချုပ်တဲ့နေရာမှာဖြောပြေကြီးသမားတယောက်ပါရင် ကောင်းမှာပဲသွက်လက်ပါပြောတယ်အာမနေ့ကကွာအဲ့ငါခုမှသတိရတာမနေ့တော့မှနန်းတော်တဲ့စောင်းလာတီးတဲ့လူတိတ်တော်တာပဲအဲ့ဒါငါသူ့ဆုချလိုက်တယ်ဘွာရောစောင်းသမားဖန်ခါရအဲ့စောင်းသမားကလည်းတခါအော်ငါတို့ယောက်ျားသားတွေကြီးတဲပြင်းစရာကောင်းနေမှာပဲ မိန်းကလေးတယောက်ပါရင်တော့ကြည်ပြောရှုပြောရှိတယ်ရရဲ့ဆိုပြီးတော့သူကဘာပြောလိုက်တော့ဆိုတာအာအဲ့ဒီမဟာသရတစားဆိုတာလေပရောဟိတ်ကြီးစုချပြီးတော့ကျုပ်ကနောက်တညအမျိုးသမီးနဲ့သွားပြောပါတာအဲ့အမျိုးသမီးကိုအခပေးလိုက်ပြီသွားရောအဲ့အမျိုးသမီးကဖန်ခံရအောင်နော်အပြောမယ်အမျိုးသမီးဖန်ခံရအောင်လူစင်းရဲ့ရဲ့နောက်ပြတော့ပါလေတထေးရဲ့ပရောဟိတ်ရဲ့ နော်စောင်းသမားရယ်အပျော်မယ်အမျိုးသမီးရယ်၅ယောက်ဖြစ်တော့ပြဒနာကဘယ်ကစတာလဲဆိုတော့နော်ပစ္စည်းထိမ့်သိမ်းရတယ်မိဖုရားရယ်ပစ္စည်းကိုထိမ့်သိမ်းရတယ်ပစ္စည်းဥစ္စာကိုထိမ့်သိမ်းစောင့်ရှောက်ရတယ်မိမကြီးအိပ်ပျော်ရာကစတာသူလည်းတခုမြင်လိုက်တာလည်းမဟုတ်ဘူးရမ်းတမ်းပဲ order အိုက်ကောလာဟလာဇာကသူမြောက်အုတ်အုတ်ကြက်ကြက်အန်အောဘနံဖြစ်သွားအောင် လုပ်တဲ့ဇာကား ို့အပြစ်လွတ်အောင်သူများကိုအိုးအကျက်ကျက်ဖြစ်တော့အာယုံပြောင်းသွားအောင်လုပ်တဲ့ဇကားကြောင့်ဖြစ်တာတချို့ကအဲ့ဒါနော်ကို့မှာဖြစ်နေတဲ့ချွင်းချက်အားနဲ့ချက်ကိုသူများမမြင်အောင်ကို့မှာရှိနေတဲ့အပြစ်ကိုမမြင်အောင်အာယုံလွှဲတဲ့သဘောဒီနေ့ခေတ်နိုင်ငံရေးနယ်ပယ်မှာအဲ့ဒါတွေနော်အစိုးနိုင်ငံရေးသမားတွေကသူတို့ရဲ့အာဏာချက်တွေချိုးယွင်းချက်တွေမြင်လာတဲ့အခါပြည်သူတွေကအပြစ်မြင်လာပြီဆိုလို့ရှိရင်ပြည်သူတွေအထင်မြင်ဒီဘက်ကိုအာယုံမရောက်တဲ့အာယုံလွဲသွားအောင်အာယုံပြောင်းသွားအောင် ပြည်သူတွေစိတ်ဝင်စားမယ်နဲ့တခြားသတင်းတွေနဲ့ရောချတယ်။တခြားကိစ္စတွေဖြစ်လာအောင် တမင်တကာဖန်တီးတယ်။ဒါနိုင်ငံရေးလက်ကွဲခေါ်တယ်။ဒီဇက်တော်မှလည်းဒီသဘောမျိုးတွေကိုမြင်ရတယ်နော်။ဒီမျိုးသမီးရတုစီမာလာတဲ့ဒီဗရမယအဲနော်မဟာဘာရလယ်ဆွဲတန်းစာပျောက်တဲ့ကိစ္စကိုသူ့ကိုဒုက္ခဖြစ်မှာဆိုတော့သူ့ရဲ့အပြစ်ကိုသူများသိသွားမှာဆိုတော့တခြားကိုအောင်ရောက်တော့သူများကိုလွှဲချလိုက်တာနော်။အဲ့ဒါ အော်ဘဏ္ဍဖြစ်သွားအောင်လုပ်လိုက်တာသူ့ကိုအပြစ်ရှိတယ်လို့ဘယ်သူမှမထင်တော့ဟိုးမစီမဆိုင်လို့ဒီအကုန်ဖမ်းဟန်ရတယ်။ကဲဖမ်းတော့ဖမ်းပြီပြီတခိုးဆိုပြီးထင်ကျင်းနဲ့လိုက်ဖမ်းတော့၅ရောက်တော့ရသွား။ကဲဘယ်သူကတခိုးအစစ်လဲ။ဘယ်သူကတခိုးအစစ်လဲ။နော်ဘဇဝတ်တခုအစ်စ်လေဘဇမမတိစားရှာလို့လေဒီတိုင်းရှာနေလို့ရကြမှာလည်းမဟုတ် ဒါစဉ်းစားဖို့လိုတာပေါ့ဘယ်သူရှာခိုင်းမလဲဘယ်သူရှာပေးမလဲဒါမှမဟုတ်ဦးဇင်းတို့နော်ဒီဇက်တော်ရအဖြစ်ပြက်လေးကိုလိမ့်လာသုံးသပ်ပြီးတော့ကြည့်မယ်ဆိုလို့ချင်းလူတယောက်မတော်တဆပေါ်ဒီပေါ်ဆလုတ်တဲ့အလုတ်တစ်ခုကြောင့်အများဘေးဒုက္ခဖြစ်ရတာဒုက္ခရောက်ရတာရှင်းရှင်းလင်းလင်းကွင်းကွင်းကွက်ကွက်မြင်ရတွေ့ရတယ်ပေါ့ဒီဇက်ကွက်ဒီနေရာလေးမှာ ရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့ဒါမှမဟုတ်လုပ်ငန်းကြီးတစ်ခုတာဝန်ကြီးတစ်ခုဌာနဆိုင်ရာပဲဖြစ်ဖြစ် ကုမ္ပဏီပဲဖြစ်ဖြစ်ကိုယ့်ရဲ့ခြွင်ရင်းချက်တစ်ခုကြောင့်အဖွဲ့အစည်းတစ်ခုလုံးဆုံးရှုံးနစ်နာသွားမယ်ဆိုလို့ချင်းကို့မှာတာဝန်မကင်းဘူးနော်ကို့မှာတာဝန်မကင်းဘူးဒါမှမဟုတ်အများနဲ့ပတ်သက်နေတဲ့ကိစ္စတွေမိသားစုနဲ့ပတ်သက်နေတဲ့ကိစ္စတွေတချို့မိသားစုကယုံကြည်လို့ဟလား အကုန်လုံးအရှိတဲ့ပစ္စည်းဥစ္စာကိုအနှံပြီးစီးပွားရေးလုပ်ခိုင်းတဲ့အိမ်တော်ဦးစီးတွေကအပျော်ပါလိုက်စားအလောင်းကစားကြောင်အရှိပစ္စည်းဥစ္စာတွေအကုန်လုံးဆုံးရှုံးသွားတယ်ပျက်စီးသွားတယ်ဆိုရင်သူတွေဆုံးရှုံးနေတာတော့မဟုတ်လေမိသားစုတစ်ခုလုံးဆင်းရဲတွေနဲ့ပြီးဒုက္ခပင်လည်းဝေသွားတာပဲဒါအိုးဒါမှမဟုတ်လို့ကိုယ့်ရဲ့လုံမှုကံမှုကလွဲချော်သွားလို့ပေါ့ပေါ်ရော်ရော်လုံမိသွားလို့အလွဲမှာဖြစ်သွားတယ်ဆိုရင်ကိုယ့်တယောက်တည်းဒုက္ခရောက်မှာမဟုတ်ကိုယ့်တယောက်တည်းဒုက္ခရောက်မှာမဟုတ်ဘူးတမိသားစုလုံးဒုက္ခရောက် ကုမ္ပဏီကြီးတစ်ခုမှာတောင်ထမ်းဆောင်နေတဲ့လူကဟောစရင်ကိုင်းတဲ့လူကစရင်မှားသွားလို့ပုံညာတိတလုံးလွဲသွားတယ်ဆိုရင်လည်းကုမ္ပဏီတစ်ခုလုံးပြိုလဲသွားနေတာပဲဒါကြောင့်မလို့အလုပ်တစ်ခုကိုလုပ်တဲ့အခါအလုပ်တစ်ခုကိုလုပ်တဲ့အခါပေါ်ဒီပေါ်ဆာမလုပ်ရဘူးเนาะကိုယ့်တကွေးတခါရဆိုရင်ကိုတယောက်ဝင်နေတာမှာအများနဲ့ပတ်သက်နေတယ်လူအများနဲ့ဆက်ဆက်နေတဲ့ကိစ္စတွေဆိုလို့ချင်းဒါဆိုတော့တိုင်းပြည်နိုင်ငံခေါင်းဆောင်တွေအဖွဲ့အစည်းခေါင်းဆောင်တွေအဖွဲ့အစည်းတွေနဲ့ပတ်သက်နေတဲ့လုပ်ငန်းတွေလုပ်နေတယ်ဆိုလို့ချင်း ိုတယောက်တည်းထိခိုက်နစ်နာတာမဟုတ်ပဲအများထိခိုက်နစ်နာနိုင်တာဖြစ်တဲ့အတွက်ကြောင့်ပေါ့ပေါ့ရော့ရော့မလုပ်ဘဲနဲ့တတိဝိရိယထားပြီးတော့စဉ်းစားတွေးခေါ်ပြီးအမှားရလဲနဲအောင်ကြိုးကြိုးစားစားတတိဝိရိယလုံးလာထားပြီးတော့လှုပ်ဖို့လိုတယ်ပေါ့ကိုယ်တင်ဒုက္ခရောက်မှာမဟုတ်ဘူးအများလဲဒုက္ခရောက်နိုင်တယ်ဆိုတာကိုပေးစားဖို့ကောင်းတယ်ပေါ့ဗျာ